ော်မရှင်ရဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလောင်ဝကဝန်ထမ်းတွေဟာ MNDA ရဲ့လုံခြုံရေးယူပေးမှုကြောင့် MNDA ထိန်းချုပ်နယ်မြေဖြစ်တဲ့လာရှုံမြို့နယ်တွင်ရှိကျေးရွာချို့ကိုဝင်ရောက်လာတယ်လို့ထေသခံတွေစီကသိရပါတယ်။စစ်ကောင်မရှင်လောင်ဝကဝန်ထမ်းတွေဟာဒီဇင်ဘာပထမပတ်တွင်ကလာရှုံမြို့နယ်တွင်ရှိနောင်မွန်မေဟန်ခေနင်းစတဲ့ကျေးရွာတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီး MNDA တပ်ဖွဲ့တွေကလုံခြုံရေးယူပေးထားတဲ့အနေအထားနဲ့ဝင်ရောက်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်ရသိရပါတယ်။နောင်ဝကဝန်ထမ်းတွေဟာရောက်ရှိလာပြီးနောက်အိမ်အောင်စုနဲ့သကောင်စင်းကောက်ယူမှုတွေရှိနေပြီးအဲဒီကတစင်တက်ကစင်ကောမရှင်ရဲ့ရွေးကောက်ပွဲပြုလုပ်လာနိုင်ခြင်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။နိုင်ပွဲဖြစ်နေတဲ့နေရာတွေတခြားဒေသတွေမှာမဲပုံမထောင်မှုဆိုရင်ရှမ်းမြောက်ထဲက၅မြို့နယ်လောက်ထိစစ်တပ်ကမဲပုံထောင်နိုင်တယ်။ရွေးကောက်ပွဲနယ်မြေဖြစ်စင်းရင်သွင်းနိုင်တယ်လို့ရှမ်းမြောက်ရှိသတင်းရင်းမြစ်က ARD Times ကိုပြောပါရစေ။ MNDA ဟာလာရှိုးမျိုးကိုစစ်ကောင်မရှင်စီပြန်လည်လွှဲပြောင်းပေးရထားတဲ့ဆိုပေမဲ့မျိုးပေါ်ရက်ကွက်တွေကသာစစ်ကောင်မရှင်ကထိန်းချုပ်ထားပြီးကျန်တဲ့ဂျီယာတွေကိုတော့ MNDA တပ်တွေကနေရာယူထားပါတယ်။အခုကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲနီးကပ်လာချိန်မှာစစ်ကောင်မရှင်က၎င်းတို့လက်ခံလာဝကဝန်ထမ်းတွေကို MNDA ထိန်းချုပ်နေမြေတွေအထိလုံုံရေးကူညီနဲ့ပို့လွှတ်လိုက်တာ ဖြစ်ပါတယ်။ဒါအပြင်ရှမ်းမြောက်လာရှိုးမျိုးရဲ့ရေဘူးစမ်းစစ်ဆေးဂိတ်မှာလည်းတရားမဝင်ကုံသွဲရေးခေါင်းစဉ်တက်ပြီး အစင်စေးတင်ကျပ်မှုတွေပြုလုပ်လာနိုင်တယ်လို့နားရှိုးရှိသတင်းရင်းမြစ်ကဆိုပါတယ်။နေကံပြူဟာကုန်းကိုဇက်တိုက်ပို့လုပ်ခဲ့တဲ့စစ်ကူစစ်ကြောင်းတွေကြားပြတ်တိုက်ခိုက်ခံရပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာ9ရက်နေ့တွေမှာနေကံပြူဟာတဝိုက်မှာတိုက်လေယူနေတဲ့ဇက်တိုက်တိုက်ခိုက်မှုတွေရှိနေပြီးစုံကုန်းမြောင်စခန်းကနေလည်းလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့သိရပါတယ်။ ိုင်းလေရင်တွေလည်းစတိုက်တက်နေပြီးလေချောင်းပစ်ခတ်မှုတွေလုပ်နေတဲ့အတွက်တက်သွားတဲ့စစ်ကြောင်းတွေဂျားဖြတ်တိုက်ခိုက်ခံရပြီဆိုတာသိကြပါတယ်လို့သတင်းရင်းမြစ်က ERR Times ကိုပြောပါရယ်ဒီဇင်မာလန်ဆာကနေပြီးပို့လွှတ်လိုက်တဲ့စစ်ကူတက်တွေနဲ့အေးဘူအောင်တက်ဖွဲ့တို့မြေပြင်ထိတွေ့မှုတွေရှိနေပြီဖြစ်တယ်လို့သိရပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကစုံကုန်းအမြောက်တက်မဆခ935ကနေရေခါခဲရဲနဲ့ဆင်ရပို့က စင်ရန်3စီဗဇီလန်ဟောင်းကနေရိုးမပေါ်ကိုတက်သွားတယ်လို့သိရပါတယ်။ဒါအပြင်အင်အားပြည့်တင်ဆောင်လာတဲ့စင်ရန်8စီမှာစင်ပြုံးကျေးရွာကတဆင့်လမ်းတင်အတိုင်း5စီလန်ဟောင်းဘက်ကနေပြီး3စီ နေကံဘက်ကိုတက်သွားခဲ့ပါတယ်။နေကံဖြူဟာရဲ့ကာကင်းစခန်းအလုံးဒီပါမှာအေးတက်ဖွဲ့ရဲ့ထိန်းချုပ်မှုအောင်ရောက်ရှိသွားပြီးခမောက်တောင်စခန်းတစ်ခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။ အဲ့ဒီခမောက်တောင်စကန်းကိုလည်းအေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကဗတ်ပေါင်းစုံကနေပိတ်ဆို့တိုက်ခိုက်နေပါတယ်။စစ်ကောင်မရှင်ကပိတ်မိနေတဲ့စစ်ကြောင်းတွေကိုစစ်ကူနဲ့ခေယံပို့ဖို့လမ်းသစ်နဲ့လမ်းဟောင်းတစ်ခုကိုအသုံးပြုဖို့ကြိုးစားနေပေမဲ့ဂုံကြီးနဲ့ဗစီကြီးရွာကိုမကျော်နိုင်ပဲတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဟာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲပြီးနောက်ထိုင်းနိုင်ငံက အငင်းဘွားနယ်စပ်တလျှောက်လေးချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်းထိုင်းစူပါရီကတနင်္လာနေ့မှာပြောပါရယ်ဇူလိုင်လအတွင်းက9ရက်ကြာနယ်စပ်အငင်းဘွားမှုဖြစ်ပွားခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ရဲ့အကြိုးဆောင်မှုနဲ့အပြစ်ခတ်ရစဲဖို့သဘောတူခဲ့ပါရယ်ဒေါ်နယ်ထရမ့်ဟာအော်တိုဘာလအတွင်းကွာလာလမ်ပူမြို့တော်မှာနှစ်နိုင်ငံကြားအပြစ်ခတ်ရစဲဖို့သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုတက်ရောက်ခဲ့ပါရယ် ကမ္ဘောဒီးယားစစ်တပ်စခန်းတွေကိုလေကြောင်းတိုက်ခိုက်တာဟာထိုင်းစစ်သားတအူးကြဆုံးပြီးနှစ်ဦးထံရရရှိခဲ့တဲ့တနင်္လာနေ့စောပိုင်းတိုက်ခိုက်မှုအတွက်လက်တုံပြန်လာလို့ဆူပါရီကပြောပါရယ်ကမ္ဘောဒီးယားကဒီနေ့မနေ့3နာရီမှာထိုင်းနယ်ဇက်ကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေစတင်ခဲ့တာလို့ထိုင်းစစ်တပ်ကပြောပါရယ်ထိုင်းစစ်တပ်ဟာဒေသစံတော်ချိန်9နာရီ4မိနစ်မှာကမ္ဘောဒီးယားတပ်ဖွဲ့တွေကိုတိုက်ခိုက်မှုတရပြုလုပ်ခဲ့တာလို့ကမ္ဘောဒီးယားစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်းဆွဆွဲခဲ့ပါရယ် ထိုင်းစစ်တပ်ဟာရပ်ပေါင်းများစွာကြောင်ရန်စတဲ့လုပ်ရက်တွေပြုလုပ်ပြီးနောက်အခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါလို့ကမ္ဘောဒီးယားစစ်တပ်ကပြောပါတယ်။ထိုင်းအရသာ80ရာခိုင်နှုန်းလောက်ကိုနေဆက်မျိုးတွေကနေဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီးအရသာတဦးသေဆုံးခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။အိန္ဒိယနိုင်ငံကိုဝါပြည်နယ်ရှိနမေကျော်နိုင်ကလပ်တစ်ခုမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ ကမ္ဘာလက်ခီးသွားတွေပေါဝင်လူ23ထပ်မင်းတေဆုံးခဲ့တယ်လို့ပြည်내ဝန်ကြီးချုပ်ကတနင်္ဂနွေနေ့မှာပြောပါရယ်မြောက်ကိုကအပိုရာမျိုးရှိနိုင်ကလက်တစ်ခုမှာသကောင်းရန်ချိန်မီလောင်မှုဖြစ်ပွားခဲ့တာပါတေဆုံးသူအများစုဟာမိဘကန်းကလူသားတွေဖြစ်ပြီးကမ္ဘာလက်ခီးသွား3ပေါဝင်တယ်လို့ပြည်내ဝန်ကြီးချုပ်ပြည်내ဝန်ကြီးချုပ်ပရမုတ်ဆာဝန်းကပြောပါရယ်ဒံငွေစလင်ဒါပောက်ကွဲမှုကြောင့်မီလောင်မှုဖြစ်ပွားခဲ့ပြီးမိငိမ့်တက်နိုင်ခဲ့ပြီးဖြစ်ကအလောင်းအလုံးကိုတွေ့ရှိခဲ့ပြီးလို့ PTI သတင်းဌာနကရဲတပ်ဖွဲ့ကိုကိုကပီဖော်ပြပါရယ်မိလောင်မှုဖြစ်ပွားရတဲ့တိကျတဲ့အကြောင်းအရာကိုဖော်ထုတ်ဖို့ပြည်내အစိုးရကစုံစမ်းစစ်ဆေးမှုတရက်လှုပ်ဆောင်မယ်လို့စာဝန်ကဆက်ပြောပါရယ်ဖြစ်စဉ်ကြောင့်စိတ်ထိခိုက်ရပြီးအခြေအနေကိုစာဝန်နဲ့စကားပြောဆိုခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကလူမှုကွန်ရက်မှာရေးသားခဲ့ပါရယ်ပြည်내ဆိုးရွားကတည်ဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလိုအပ်သမျှအကူအညီအားလုံးထောက်ပံ့ပေးနေပြီး မိသားစုဝင်တွေနဲ့အတူစိတ်မကောင်းဖြစ်ရတယ်လို့၎င်းကဆိုပါတယ်။အိန္ဒိယနိုင်ငံမှာဓာတ်ငွေစလင်နာပေါက်ကွဲမှုကြောင့်မိလာမှုတွေဖြစ်ပွားနေမှရှိပဲဖြစ်ပွားလာပါကလူသေဆုံးမှုတွေရှိပါတယ်။အိန္ဒိယနိုင်ငံနောက်ပိုင်းကိုအပြည်နယ်မှာတဲထုတက်တဲ့ကမ်းခြေတွေကြောင့်လူသေအများဆုံးကမ္ဘာလက်ခီးသွားဆွဲဆောင်ရနေရတာတစ်ခုဖြစ်ပါတယ်။